အားလုံးပဲမင်္ဂလာပါရှင်မြန်မာနှုတ်ချင်းနေရနေနှွေးထွေးစွာနဲ့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီ channel လေးကနေပြီးတော့ပရိသတ်များစိတ်ဝင်စားမဲ့ဇာတ်လမ်းကောင်းတွေကိုနေ့စဉ်တိဆက်ပေးနေတာဖြစ်တဲ့အတွက်ဒီကနေ့မှာနားဆင်ရမယ့်ဇာတ်လမ်းလေးကစာရေးဆရာမောက်တင်ဆန်းရေးသားထားတဲ့ဘိုးတော်ပင်နဲ့မရဏသတိဇာတ်လမ်းအပိုင်းနှစ်စသိန်းပိုင်းကိုပရိသတ်ကြီးကဆက်လက်နားဆင်ရမှာဖြစ်ပါတယ်မြင်းစိန်နဲ့ဆိုးကြီးတို့တိတ်ဆုံးသွားပြီးတဲ့နောက်ပိုင်းလှမအပါဝဲသူ့ရဲ့တပည့်တွေဟာ နိုင်ငံကိုဂယုမဆိုင်ကြတော့ဘူးဒီနိုင်ငံကြောင့်စိုးကြီးတရတယ်လို့လှောက်မောင်ကပြောဆိုတတ်တယ်အဲ့ဒီနိုင်ငံကိုထားလိုက်တော့ကွာစိုးကြီးတရတာအဲ့ဒီနိုင်ငံကြောင့်ကွာဘာဖြစ်လို့လဲအာဆွေဒီကောင်ကငါ့ကိုစီဝါတက်ဖြစ်စေချင်တာတင်ညာနဲ့နှဲကျဲဖို့လဲသူပဲအကြံပေးရလေတကယ်လို့ငါတို့သာနှဲမကျဲဖြစ်မြင့်စိန်တဲ့ဒီကောင်စကားများမှမဟုတ်ဘူးနှစ်ယောက်လုံးလဲတိမ်မှမဟုတ်ဘူးအဲ့ဒါလည်းဟုတ်တာပဲအာဆွေ့ တကယ်ဆိုရင်ကျုပ်တို့တွေမြေတူးတာနဲ့ဘာမှမဆအောင်နိုင်ငံရှိလို့သာအဲ့ဒီနေရာသွားနေရတာအဲ့ဒီနှက်ကိုထားလိုက်တော့ကွာနေုံငါမေးရအောင်မယ်တခြားလူတွေရှေ့မှာမို့လို့မင်းတို့မမေးတာမေးပါအာစိမင်းတို့တွေငါ့ကိုဘာတွေလှုပ်ဝှက်ထားကြသေးလဲမင်းတို့ကြည့်ရတာငါတိတ်မသိငါအောင်လမော်ရဲ့စကားကြောင့်သူ့ရဲ့တပည့်တွေဟာတယောက်မျက်နှာတယောက်ကြည့်ပြီးငမောင်းမီကတပည့်တယောက်ကစကားဆိုလေတယ် ကျုပ်တို့အာဆွေရောမပြောရသေးတာတစ်ခုရှိတယ်။ငါထင်တယ်ပြော။မြေတူးတော့အောက်မှာအယိုးစုတစ်ခုတူးမိတယ်အာဆွေ။ကျုပ်တို့လည်းနောက်တနေရာမတူးချင်တာနဲ့အဲ့ဒီအလောင်းကိုတင်းညာရဲ့အလဲအဆက်မှာပြန်ပြီးမြုပ်လိုက်တယ်။ဟေး။အဲ့လိုတွေဖြစ်တာမင်းတို့လူကြီးတွေမပြောကြဘူးလား။မပြောဖြစ်ပါဘူးအာဆွေရာ။တော်ကြတနေရာထက်တူးရေအပင်တွေပြုတ်ကုန်မှာစို့လို့။မင်းတို့ကောင်တွေရောငါရော တောက်ပြဿနာတွေရှာမိပြီထင်နေ။ကိုကောင်စိုးကြီးဟာအကြံပေးတယ်။ငါတို့တောက်ယူတွေကလည်းလိုက်လို့တယ်။မင်းတို့ပြောဖို့ရဆိုရင်ရိုးတော့မရိုးဘူးကွာ။မင်းတို့ကောင်တွေအချင်းချင်းတက်နေတာကိုဝါကြီးလောက်တဲ့အထိတော့မာယူရဲ့စံမှာမဟုတ်ဘူး။တကယ်ပါအာစရိအဲ့ဒီချိန်ဟာကျုပ်တို့တွေတကယ်ကိုစိတ်နဲ့လုံးနဲ့မကပ်ဖြစ်သွားတယ်။လောင်မောင်ကရွာထိပ်မှာရှိတဲ့သူ့ရဲ့အိမ်မှာတပည့်တွေနဲ့စကားပြောဆိုနေတယ်။ညမကြတဲ့အချိန်မှာတော့ရွာသားနှစ်ယောက်ဟာ လမ်းမောင်ရဲ့အိမ်ဝိုင်းထဲစီကိုတုတ်တီးတုတ်ပြနဲ့ဝင်လာပြီးအမောတကောနဲ့စကားဆုလိုက်တယ်။ကိုလမ်းမောင်ကိုလမ်းမောင်ကျောင်းမို့ဘာဖြစ်လာတာလဲကွာမင်းကိုကြည့်ရတာကြားလိုက်လားဆိုလို့ပဲကြားလိုက်တာတဲ့စိုးတယ်မျိုးခမရတော့တောက်ပြန်တာတက်ပြန်ပြီဘာဖြစ်ပြန်ပြီလဲကွာခမရအကျွဲကြီးကိုဘယ်နှက်လှော်ထားတာလဲတင်းကြီးနောက်ဘက်ကမလော့ပင်ရဲ့အရေးအောက်မှာလှန်ခိုင်းထားတာလေဘာဖြစ်လို့လဲဘာဖြစ်ရမှာလဲဗျာ ခမားကျွဲကြီးမသိန်းကြီးကိုခတ်တော့မသိန်းကြီးတိတ်သွားပြီဗျ။ဘာ?ကိုလာမတယောက်ဘာပြန်ပြောမှမသိအောင်ဖြစ်သွားတယ်။သူ့ကျွဲပေါက်ကြီးကတခါမှလူမခတ်ဘူး။မမတ်ဆိုရင်လည်းလနဖက်ကိုထောင်ပြီးစိနေလို့မပိတက်တဲ့ကျွဲကြီးတကောင်အခုမသိမ့်ညိုခတ်တယ်ဆိုတော့သူ့မယုံကြည်ဖြစ်နေတယ်။ဒါကြောင့်ကြုံမွေးတဲ့အတူတူရွာရဲ့တင်းညာဘက်ကိုအပြေးလိုက်လာခဲ့တယ်။ကလုံးရွာတင်းညာထဲမှာတော့လူအများစုယုံနေကြပြန်တယ်။အနည်းအောင်အင်းညိုဝဲအမျိုးသမီးတယောက် ကိုလေးလက်ဝင်နဲ့သပင်းတွေဖားလျချပြီးတင်းညာဘေးကလှန်လန်းပေါ်မှာတိတ်ဆုံးနေသလိုလှန်လင်း၅၆ခက်ဆိုက်ဝင်ပြီးတော့သွေးတက်တရရဲ့နဲ့အသက်ကိုပြင်းပြင်းရှူနေတဲ့ကျဲပေါက်ကြီးကလည်းတိတ်အဆဲဆဲဖြစ်နေတယ်။မတိညာအင်းကြီးအနေဝတ်ထားလို့လိုက်ခတ်တာနေမယ်။အေးကွာကိုလေးလက်ဝင်ကြီးနဲ့တနာပါတယ်။ဘာလို့များတယောက်တည်းညနေနေဝေးတယောက်ဒီဘက်ကိုလာခဲ့တာပါလဲ။လှမောင်ကျွေးရရင်းပါတယ်။အခုမှဘာထဖြစ်တာလဲမသိပါဘူးကွာ။ ဘာသားတွေရဲ့ပြောစကားတွေများမကြတဲ့အချိန်မှာတော့ရွာလူကြီးနဲ့လှောင်မောင်တို့ရှစ်ဆစ်နောက်ဆစ်ရောက်လာခဲ့တယ်။လှောင်မောင်ကိုမြင်တာနဲ့မသိန်းကြီးရဲ့အလောင်းအနည်းမှာထိုင်ပြီးငိုနေတဲ့မသိန်းကြီးရဲ့ယောက်ျားဖြစ်သူဟာစိတ်ဆိုးမဆိုးနဲ့မတက်ထရက်ပြီးလှောင်မောင်ကိုပြေးထုတ်ပါတော့တယ်။ဒါပေမဲ့ရွာသားတွေကဆွဲထားတာဆိုတော့သူယုံလို့မရဖြစ်နေတယ်။အဲနောက်မှာတော့စုံမသွားလေသူမသိန်းကြီးရဲ့ယောက်ျားကလှောင်မောင်ကိုစူးရဲစွာကြည့်ပြီးခက်ထန်စွာနဲ့စကားဆိုလေတယ်။လှောင်မောင်မင်း မင်းငါမိမကိုတတ်တာခွဲမှုမင်းတောက်ပေါက်ကရမပြောနဲ့မင်းမိမကိုတတ်တာမင်းမင်းဘာဖြစ်လို့များဗိုက်ကြီးနေတဲ့လူကိုနေဝင်မောချိုအပြစ်ထွက်ခါရတာလဲအဲ့ဒါမင်းတောက်တော့မကြလို့ဖြစ်တာလာမောင်ရဲ့စကားကြောင့်ခွဲမှုအမိရမသိန်းချီရဲ့ယောက်ျားကငြိမ့်ချသွားလိမ့်တယ်လာမောင်ပြောတာလည်းမှန်ပြီလေကိုဝင်တဲ့အမျိုးသမီးကိုတင်းညာငုပ်ပက်စီတယောက်တည်းထွက်လာတာကလုံးဝမသိလျော်ညမကြတဲ့အချိန်မှာတော့ခွေးပူရဲ့မိခင်ကြီးပါရောက်လာပြီ။သူမရဲ့ချင်းမကိုကြည့်လို့ တားဖြစ်သူခွေးဘူးစီကိုသွားကပါးကိုရက်လို့လက်ညှိုးငေါငေါထိုးရေးစကားဆူလိတယ်ခွေးဘူးနေသူမြောက်ကိုရှောက်ပြီးအပြက်တည်မနေနဲ့တိတ်ကြီးတရတာနင့်ကြောင်ဟဲ့နင့်ကြောင်အမေခမရဘာတွေရှောက်ပြောနေရလဲလှောက်မော်ရဲ့ကြွက်ခက်လို့တရတာလေဗျာအဲ့ဒီတရောစားတင်းညာကိုနှဲချက်လို့အခုလိုတွေဖြစ်လာတာထွေတော်စားနေရောငါသားလို့ပြောရမှာငါရှက်တယ်တရလို့ပြောကြစားမှာဒီမသားကိုဘယ်ကခေါ်လာတာလဲ အယူးစိန်ဆိုတဲ့ခွေပုမြေကြီးရဲ့အမင်းစကားကိုရွာသားတယောက်ကဖြေပေးလာတယ်။ဝင်းနိုင်ထက်တော့ကသွားခေါ်လာတာပါ။ဟုတ်တယ်။ဒီမသားအောင်ငါချိန်မအောင်သွားမခေါ်ခဲ့ရင်အခုလိုဖြစ်မှာမဟုတ်ဘူး။အကြီးကကိုပုကြီးနေလို့ဒီကိုသွားခေါ်တာ။ငါကလည်းမိသိကြီးဒီအထိသွားမခေါ်လောက်ဘူးလို့ထင်တာ။ငါကအငယ်ကတော့သွားခေါ်ခိုင်းတော့ဆိုတာမရဘူး။ထွက်သွားတာ။အယူးစိန်ရဲ့စကားဆုံးတော့ထက်တဲ့သမားဝင်းနိုင်ကလည်းအယူးစိန်ရဲ့စကားကိုထောက်ခတ်လာတယ်။ အကြီးပြောတာဟုတ်တယ်။ခွဲဖို့တိုင်းကြီးလာခေါ်လို့လိုက်သွားဖို့ပြောတာ哦။ဒီကောင်ကငါ့အောင်တော့ရန်ရှာလိုက်သေးတယ်။ဝင်းနိုင်ပြောတာလည်းမှန်တယ်။ခွဲဖို့ကသူ့ရဲ့ထတော်စီနေလေကလေးကရောက်နေပြီးတော့တောက်စားနေတာ။ညနေရောက်တဲ့အခါမှာတော့မသိကြီးကထန်းတော်စီကိုလိုက်လာပြီးတားဖြစ်သူအပူကြီးနေလို့ပြန်လာဖို့လာခေါ်တယ်။ခွဲဖို့ကငှက်ပြားဖြစ်နေတာအရေးတယူလောက်တဲ့ဆိုရင်ပြန်မလိုက်နိုင်သေးကြောင်းခဏမှပြန်လာမယ့်အကြောင်းပြောတယ်။မသိကြီးကသူမနဲ့အတူတူပြန်လိုက်ဖို့အတွက် အချိန်ကြာမြင့်စွာခေါ်ဆောင်နေတယ်။ခွေးဘူးကတော့သူ့ရဲ့မိမကိုငေါင်ငန်းဆဲဆိုပြီးနှစ်ထုပ်လှုပ်တဲ့အခါစိတ်မကောင်းစွာနဲ့ပြန်သွားခဲ့တယ်။အဲ့လိုပြန်သွားရင်အခုလိုအဖြစ်ဆိုးမျိုးနဲ့ကြုံခဲ့ရခြင်းဖြစ်ပါတယ်။အကျိုးအကြောင်းသိသွားပြီးဖြစ်တဲ့ရွာသားတွေကခွေးဘူးကိုပြစ်တင်စကားပြောဆိုပြီးတော့မသိကြီးရဲ့အလောင်းကိုရွာအပြင်မှာထားရဆင်ဆောက်ပြီးတည်ထားလိုက်တယ်။ရွာသားတွေမရှိရတဲ့အချိန်မှာတော့လှမောင်ကသူ့ရဲ့ကျဲပေါက်ကြီးအနားကိုသွားပြီးနှစ်ဖူးကိုပုတ်တက်ပေးနေမိတယ်။ ကျဲကြီးကမြေယူတွေကြလို့အသက်ကိုပြင်းစွာရှူနေတယ်။ဒီမြင်ဝင်းကိုစိတ်မကောင်းစွာကြည့်နေတဲ့လှမောင်ဟာတပည့်တယောက်ကိုလှမ်းပြီးစကားဆုလိုက်တယ်။ဟေ့ကောင်မင်းမှဓာပါလား။ပါတယ်အဆွေပေးစား။လှမောင်ကတပည့်ဖြစ်သူကပ်ပေးလာတဲ့ဓမြောင်ကိုယူပြီးတော့ကျဲကြီးရဲ့ဦးကောင်းကိုတတ်ကာ။ငါကောင်ကြီးမင်းဘလို့ဖြစ်ပြီးလူကိုခတ်တယ်ဆိုတော့ငါမသိဘူး။ငါမင်းကိုချစ်ပါတယ်ကွာ။ မင်းလည်းနောက်ဘွားခုလိုကျွေးမဖြစ်ပါစေနဲ့လို့ဆုတောင်းပေးပါတယ်။လာမောင်ကပြောပြောဆိုဆိုကျွေးကြီးရဲ့လက်ဝဲနေရာကိုဓာတ်နဲ့ထိုးချလိုက်ပါတော့တယ်။ကလုံးရလေးရတလားဆိုတဲ့အချိန်အတွင်းထဲမှာလူ9ယောက်တည်ဆုံသွားခဲ့လိမ့်ပြီ။တည်ဆုံရတာကလည်းအစေးသေးတယ်။လာမောင်ရဲ့နှန်းကင်းကလည်းတစတတစကြီးမလာခဲ့တယ်။အဲ့ဒီနှန်းကင်းထဲမှာလူတင်မြုပ်ထားတဲ့မြေပုံတွေကတစတစများလာတယ်။ဒီအခြေအကြောင်းဘာသားတွေဟာနှန်းကင်းကြောင့်လူတည်ဆုံတယ်လို့အထင်ရှိလာပြီ။ ရွာလူကြီးကိုဝါဝဲလို့နှမ်းငင်ကိုဖျက်ဆီးဖို့တောင်းဆိုကြလေတယ်။ရွာလူကြီးနှမ်းငင်ကိုဖျက်ဆီးပေးပါ။နောက်တစ်ခါကျုပ်တို့ခွတ်လို့မှမဟုတ်ဘူး။ဟုတ်တယ်။ကျုပ်တို့ကတော့ဒီနှမ်းငင်ကြောင့်အခုလို ဖြစ်တာလို့ထင်တယ်။ရွာသားတွေရဲ့အခြေအနေကိုသဘောပေါက်တဲ့ရွာလူကြီးဟာကောင်းမွန်စွာပဲရွာသားတွေရဲ့စကားကိုအလေးထားလက်ခံလိုက်လေတယ်။စိတ်ချခမရတို့ဖျက်ချင်တယ်လို့ဖျက်စေရမယ်။နှမ်းငင်ကိုဖျက်ဖို့ကျုပ်လှမှန်ကိုပြောလိုက်မယ်။ ဘာသားတွေကလည်းသူတို့ဖြစ်ချင်တဲ့ကိစ္စကိုလိုလိုလားလားလက်ခံလိုက်တာကြောင့်ကျင့်နေပြီးတော့ဘာလူကြီးရဲ့အိမ်ကနေထွက်ခွာသွားခဲ့ကြတယ်။အဲဒီနောက်မှာတော့ဘာလူကြီးဟာသူ့ရဲ့တူတော်မှလှမန်းကိုခေါ်ပြီးအချိုးအချောင်းပြောလိုက်တယ်။လှမန်းမင်းငါ့ကိုအကြက်ကြိုက်မယ်ဆိုရင်လည်းငါမတက်နိုင်တော့ဘူး။ဦးလျာကဘာလို့ပြောရလဲ။မင်းငါ့ကိုဟိုကိစ္စနဲ့အကြက်ကလည်းမရဘူးလို့ပြောတာ။အကြက်မကင်တော့ပါဘူးဦးလျာ။ကျုပ်ကအဲ့လောက်အသိဉာဏ်မမဲ့သေးပါဘူး။ ကျုပ်ကိုခေါ်တာဘာကိစ္စရှိလို့လဲတခြားတော့မဟုတ်ပါဘူးမိကျေထားတဲ့တင်ညာနေရနှမ်းကင်းကိုရွာသားတွေဖျက်ခိုင်းနေတယ်ကွာဖျက်ပေးလိုက်ပေါ့ဗျာမိကလကဆက်မလုပ်တော့ဘူးလားကျုပ်လည်းအဲ့ဒီနှမ်းကင်းကိုသဘောမကျတော့ပါဘူးကျုပ်ရဲ့အကောင်းဆုံးတပည့်ဆိုကြီးရလေဒီနှမ်းကင်းကြောင့်တိတ်ခဲ့ရတာအေးကွာငါကမင်းကိုပြောအပ်ခတ်မဲ့ထင်နေတာအခုလို့ဆိုတော့လေအစီအပြေတာပေါ့မနေ့ကမှဖြတ်တော့ကွာဓာတ်နဲ့သာခုတ်ပြစ် ဦးလေးကျုပ်တို့တွေဖြတ်လို့အဆင်မပြေဘူးရွာသားတွေပါခေါ်ပြတ်ခိုင်းရောအဲ့ဒါလည်းကောင်းတာပဲငါပြောလိုက်မယ်နိုင်ကြီးဖြတ်ပြီးအခုလိုတပတ်တယောက်တင်နေရာတွေရက်မယ်လို့တော့ငါလည်းမျှော်လင့်တာပဲကျုပ်လည်းအဲ့လိုပဲမျှော်လင့်တယ်ဦးလေးရာဒါတော့တော်တော့ကိုတက်စားလုံးနေပြီထင်တယ်တပတ်ကိုတယောက်တင်နေတာကတော့ဘလို့မှလက်မခံနိုင်အောင်ပဲလမ်းမောင်ကသူ့ရဲ့လောရက်တွေကိုနှောင်နှားရနေတယ်အဲ့နောက်လှမောင်ဟာသူ့ဦးလေးကိုနောက်ထပ်စကားဆိုလာတယ်ဦးလေး ကျော်အိမ်တော်ပြုတော့မလို့လိုက်တောင်းပေးအောင်။ဟင်။မင်းကလည်းဖြုံးစားကြီး။ဟုတ်တယ်ဦးလေး။အခုကျော့ရဲ့ရည်စားမိဘတွေကအများကြီးတည်တောင်းစရာမလိုတော့ဘူးတဲ့။အဲ့တော့ကြောင့်သွားတောင်းတော့မလို့။အဲ့လိုလား။အဲ့ဒါဆိုမင်းအတွက်ပို့ပြီးအဆင်ပြေသွားတော့ပေါ့ကွာ။ဒီလိုနဲ့လှမောင်ဟာဦးလေးဖြစ်သူရွာလူကြီးကိုနှုတ်ဆက်ပြီးတော့အိမ်ကိုပြန်ခဲ့တယ်။ရလူကြီးကအမြင်မဲ့ရပြီဖြစ်တဲ့လှမောင်ကိုကြည့်လို့ပြုံးနေပါတော့တယ်။နန်းနဲ့မိုးသားအလင်းရောက်တဲ့အချိန်မှာတော့ ခိုင်ခုတ်သားတွေကိုကန်ဆောင်ထားတဲ့ကလုံးရွာသားတွေကရွာရဲ့အနောက်ဘက်မှာရှိတဲ့တင်းညာငုံစီကိုခြိတက်လာခဲ့ကြတယ်။သူတို့ဟာတင်းညာနေရနှဲပင်တွေကိုဖျက်ဆီးပြစ်ကြမှာ။လှမောင်ရဲ့တပည့်တွေကတော့ဒီအဖွဲထဲမှာမပအောင်ပြဿနာဖြစ်မှာဆိုလို့လှမောင်ကသူ့ရဲ့တပည့်တွေကိုရွာနဲ့လှမ်းတဲ့အကွက်ထဲမှာအလုံးလုတ်ခိုင်းတယ်။အဲနောက်မှာတော့ရွာသားတွေကသူတို့ရဲ့ဓာတ်တွေနဲ့နှဲပင်တွေကိုစတဲ့ခုန်ရဲကြတယ်။ဒီထဲမှာတောင်းမြင့်တဲ့မြင့်ဦးအောင်ပို့ပြီးစိတ်အားထက်သန်ပြီးတော့ အာကျိုးမတန်တဲ့ဂိုင်းခုတ်သားတွေနဲ့နှက်ပြင်းတွေကိုခုတ်တင်ရှင်းလင်းနေတယ်။နမ်းမရနဲ့ကောက်ချက်ကွာမျိုးစာတွေကောက်လို့နေမယ်။အေ့ကွာတခက်ကောက်မယ်။ဘယ်သူတုံးဟာလှမုံတို့အဖွဲပေါ့မြေပုံတွေရောဂျုံနဲ့တိုက်ပြီးနှမ်းတွေကျက်ပြစ်တာလေ။အေ့ကွာဆရာတော်ကြီးရဲ့တူရွာလူကြီးရဲ့တူပဲလေလုံးတပြဖြစ်နေတော့တာပေါ့ဆရာတော်ကြီးတော့အဆောက်တည်သွားလို့ပါကွာဒီကောင်ဆရာတော်ကြီးရွာကိုကြွလိုက်လှမောင်ဆိုတဲ့ကောင်လှောက်တော့မလှောက်ရဘူး တူဦးလေးရွာလူကြီးကိုတော့ဒီကောင်ပိုင်နေနော်မင်းတို့ငါတို့မသိသေးတဲ့အကြောင်းတွေရှိလို့ပေါ့ကွာသူတို့နှစ်ယောက်ဟာစကားတပြောပြောနဲ့နှမ်းပင်တွေကိုခုတ်ထည့်ရှင်းလင်းနေတယ်နှမ်းပင်ငယ်တွေကိုဓာတ်ောက်လို့ခေါ်တဲ့ဂိုင်းခုတ်ဓာတ်နဲ့ခုတ်ရတာ အတော့ကိုခုတ်လို့ကောင်းပြီငါတိုက်ပြီးခုတ်နေကြတယ်ဒီချေတောင်းမြရငွေတကောင်ကိုဓာတ်နဲ့ရမ်းမိတယ်ဟာမွေမွေတောင်းမြဓာတ်နဲ့ခုတ်လိုက်လို့ခလလန့်ကိုရောက်သွားတဲ့မွေကိုမြင်ဦးကဓာတ်ောက်နဲ့ခုတ်ပိုင်းလိုက်လေတယ် ဒါကကောက်နေတာဆိုတော့ခေါ်ရတာအတော့ကိုလုကလန့်ရှိလာတယ်။ကတ်သေးပေါင်းရရမှာခါကုတ်ရတတ်တာအလုံးပြုတ်လုထားတာကြောင့်မြေပြင်ကိုခုတ်တဲ့အခါမှာအတော့ကိုလုကလန့်နိုင်တယ်။မြေဦးကဓာကောက်နဲ့ခုတ်ပြီးမြေကိုတည်စီတဲ့ထိချက်မရတာကြောင့်ဓာကိုမြောက်ပြီးခုတ်မလို့ပြင်တဲ့အချိန်မြေကဓာမှာရစ်ပတ်ပါလာပြီးမြေဦးစီကိုခုံဝင်လို့လက်ပြင်းကိုကိုက်ခဲပါတော့တယ်။ဟေးမြေပေါ်ထိပ်ပြီးဟာလာကြအောင်။ဘောင်းဝင်တော့ဟာမပွေးဟာမပွေး ရွာသားတွေကနှက်ကိရောကိုစီအောင်မခုတ်ရသေးခင်မြင်ဦးကိုပို့ထီသွားတာကြောင့်နှက်ကိတွေကိုရှင်းလင်းတာရက်ပြီးမြင်ဦးကိုရွာစီခေါ်ဆောက်သွားလိမ့်တယ်။ဒါပေမဲ့မြင်ဦးရဲ့အသက်ကိုတော့ဖြစ်ကဲတင်နိုင်ခဲ့ခြင်းမရှိဘူး။တိုက်တိုက်ဆက်ဆိုင်မယ်။အဲ့ဒီနေရာလူသေးဆုံးပြီးတာခုနှစ်ရက်မြောက်တဲ့နေ့နှက်ကိကိုဖျက်လိုက်ပြီမဲ့အခြေအနေကထူးခြားမလားပဲ။အဲ့ဒီနှက်ကိဖျက်တဲ့နေ့မှာပဲမြင်ဦးဆိုတဲ့ရွာသားတယောက်တင်ဆုံးရပြန်တယ်။ရွာသားတွေရဲ့အကြောက်တရားတွေကတိုးလို့တိုးလို့ဖြစ်ပေါ်လာခဲ့တယ် တည်ဆုံးတဲ့နေရာတွေကလည်းတင်ညာကဝေးကျင်မှာပဲဖြစ်နေတော့အခုဆိုရင်ကလုံးရသားတွေကတင်ညာကလမ်းကမဖြတ်ရဲကြတော့ဘူးဒါပေမဲ့လည်းမသွားလို့မဖြစ်တဲ့အခြေအနေနဲ့အမြဲကြုံရတယ်ခနဲ့ရမြောက်တာနဲ့နာမကျက်ဖြစ်သူကိုပေါ်လာပြီးတည်သွားခဲ့တယ်ဒါကြောင့်ရွာလူကြီးနဲ့ရဲမြရဖတွေကအထက်လမ်းဆရာတွေပြေးဆောင်ပြီးရွာရဲ့ပြဿနာကို ဖြေရှင်းခန်းနေတယ်ရောက်လာတဲ့အထက်လမ်းဆရာတွေကလည်းငွေဥသားယူဆောင်သွားပြီးတော့ ပြဿနာကတင်းညာကောင်းမှာပဲရှိတယ်လို့ပြောပြီးပြန်သွားကြတယ်။ရွာဦးစရာတော့ကိုပြေဆောင်ပြီးရွာထဲမှာယရဏတော့ရွတ်ဖက်ခြင်းနဲ့ကမွာရွတ်ဖက်ခြင်းတွေပြုတ်လုပင်မဲ့လေလူအသေးပြောက်ကတော့ရှေ့စင်မြဲပဲ။ဒါကြောင့်သူတို့တော့ရွာသားတွေကကလုံးရွာလေးကိုစတင်စွန့်ခွာလာကြတယ်။ကလုံးရွာသားတွေနဲ့ခြားနာစွာမြင်းပြူရွာနှင်းပြူကတော့သူ့ရဲ့ခင်မောင်လောင်လှမောင်ကိုကလုံးရွာစီလက်ချေချောက်ပူးစားတယ်။အခုညီမအကိုတို့ရွာကိုလိုက်ချင်တယ် ရွာမှာပြဿနာတက်နေတယ်နှီးဖြူရဲ့အကိုညီမကိုလာတောင်းပါပဲအဲကြောင့်မှတခါတည်းလိုက်ခဲ့ပါလားမရပါဘူးအကိုနဲ့မယူခဲ့လိုက်ချင်တာအသွေးတူလို့အိမ်သူဖြစ်တဲ့ချစ်လာစွာသောနှင်းဖြူအကြောင်းလှမှာကောင်းကောင်းသိတယ်သူ့လိုပဲနှင်းဖြူကလည်းတစုထိုးသမားဒါဆိုဒါဖြစ်ရမှဆိုတဲ့လူစားမျိုးဖြစ်တဲ့အတွက်လှမောက်တရားဘလို့မှမတက်တာပဲရခမလောင်းနေစီကိုခွဲ့တောက်လို့ရခမလောင်းနေရဲ့နွားလိုင်းနဲ့ပဲကလုံးရောက်ကိုထွက်လာခဲ့တယ် လာတလျှောက်မြင်နေရတဲ့တောတောင်စိတ်ဆန်းတဲ့တစ်ပင်ဝါပင်တွေဟာကြည်နူးဝဲအသည့်နံပန်းဖြူဖြူတို့ဝေဆာနေတဲ့မြင်ကွင်းကတော့ယနေ့မှလှပနေတယ်လို့ထင်မြင်မိတယ်။ချစ်ရသူကိုလှဲပေါ်တေလို့မောင်းနေပြီးမြင်နေရတာတော့ဒီနှက်ဝဲဖြူဖြူလေးတွေဟာအတော်လှပနေတယ်လို့ထင်မိတယ်။တီတီတာတာစကားတွေပြောဆိုနေတဲ့ချစ်ရသူနှင်းဖြူရဲ့မျက်နှာကိုလှမုံတယောက်နွားလဲမောင်းနေမကြမကြလှဲကြည့်နေမိတယ်။အဲ့လိုပြောရွှေစရာခီးက လုံးရွာတင်းကြီးမှာအဆုံးသက်သွားတယ်။နေဝီတရောအချိန်လှမောင်နဲ့နှင်းဖြူတို့လိုက်ပါလာတဲ့လှဲလေးကကလုံးရွာတင်းကြီးငုံစီကိုရောက်လာခဲ့တယ်။အဲ့ဒီတင်းကြီးငုံကိုယခုနောက်ပိုင်းသွားလာသူမရှိတဲ့လောက်ဖြစ်နေပြီဆိုတော့နွားကြောင်သားတွေကိုတော့မတွေ့ရတော့ဘူး။လှမောင်တရောလှဲမောင်းနေရင်တင်းကြီးအလေရောက်တာနဲ့လှဲကိုဆွဲတဲ့နွားနှစ်ကောင်ကရှေ့ဆက်မသွားတော့ဘူး။ဒါကြောင့်နွားတွေကတ်နေတယ်လို့ထင်ပြီးချိန်နဲ့ရလို့အတင်းမောင်းလာတယ်။တောက်နွားတွေတောက်ကြစမ်းဘာဖြစ်တာလဲ ကြက်ပေါက်တာလားဆိတ်ဆက်လာတဲ့လှမောင်းနွားတွေကိုဆဲဆိုရင်ကရိုက်ပုတ်မောင်းနေနေတယ်ဒါပေမဲ့လည်းနွားနှကောင်ကဆက်မသွားပဲနှာတမမုံနဲ့လူးလို့နေတယ်အဲ့ဒီလိုနွားတွေမသွားလေလေလှမောင်းကနွားတွေကိုရိုက်လေဆဲလေပဲငါမရအိမ်ကနွားတွေကလည်းဘာဖြစ်နေရလဲလမောင်တရားကိုမရိုင်းစွာဆဲဆိုနေပြီးသူ့နောက်မှာနှင်းဖြူပါလာတာကိုတောင်မှမေ့နေတယ်အစမတန်ဆဲဆိုနေတဲ့လှမောင်ကိုနှင်းဖြူမကြည့်မနှက်နဲ့စကားဆိုလာတယ် အကုတ်နွားတွေကိုအဲ့လောက်မဆဲပါနဲ့ကျမတို့နွားတွေကအဲ့လောက်မစိုးဘူးမစိုးဘူးဟုတ်လားမင်းမမြင်ဘူးလားမင်းတို့နွားတွေဒီလောက်ကတ်နေတာလှဲမုန်းတစ်ခုခုခုနေလို့နင်းမှာပေါ့လှဲခေါ်တော့မယုံနိုင်တာအဲ့ဒါနွားကောင်းတာလားမင်းတို့နွားတွေကမင်းဖြစ်လို့ပဲအတော့မကြောက်အကုတ်ဘာစကားပြောလိုက်တာလဲညီကြတဲ့အတိုင်းပဲလေဘယ်လိုဖြစ်သွားမှန်းမသိလှောက်မောင်နဲ့နှင်းဖြူတို့အကြီးအကျယ်စကားများကြတယ် လာမငါနှင်းဖြူကိုအလျှော့မပေးပဲပြစ်တင်ပြောဆိုလေတယ်။နွားကခုလိုတောက်သုံးမကြိုက်လူတွေကလည်းတောက်သုံးကြမဲ့ပုံမပေါ်ဘူး။ရှစ်စကားတွေလောလာပြီနော်။ရှစ်လိုလူမဲ့လူရန်ငါတယောက်ကိုကြိုက်မိတာကျမမှားတာပဲ။နင်းကိုပြန်ကြိုက်ပါလို့ဘသူကပြောလို့လဲ။တကယ်ဆိုနင်းလိုမိမမျိုးကငါတို့ရွာတောက်ယူကောင်ငတောင်းနဲ့ပဲတန်တာ။ငတောင်းဆိုတဲ့အယူနဲ့ပေးစားခံနေရပြီ။မကြောက်ဝဲမနာသားစကားတွေပါပြောနေတဲ့လှမငုံစိတ်နာကြီးစွာနဲ့နှင်းဖြူကြည့်နေမိတယ်။ အဲနောက်ဖခင်ဖြစ်သူရဲ့လှဲပေါ်မှာခင်းထားတဲ့ဖျားအောက်ကကြံကုတ်ဓာတ်ကိုလက်နဲ့ဆန်းပြီးတော့ဓာတ်အရို့ကိုတဖြည်းဖြည်းဆုပ်ယူပြီးနှွားကိုဆဲဆူမောင်းနေနေတဲ့လှမောင်ကိုအနောက်ကနေဘက်ဘက်ပခုံးနီးရကိုအာကုံလှဲ့ခုတ်လိုက်တယ်။ဒါကလှမောင်ရဲ့ပခုံးအရို့ကိုပါခုံးမိပြီးဒုက္ခနဲ့အသာထွက်သွားတယ်။သွေးတွေကလည်းမြင်မကောင်းအောင်ထွက်လာတယ်။ဒါအပြင်ကြံကုတ်ဓာတ်လှမောင်ရဲ့ပခုံးထဲဆိုက်ဝင်နေတယ်။လှမောင်ကပခုံးပါဆိုက်ဝင်နေတဲ့ဓာတ်ကိုဓာတ်ဦးကနေဆွဲထုတ်ပြီးဒေါသကြောင့် ဓာတ်ကြေးတော်တွေကိုမင်းနေတယ်လို့တခုခုဝေရောက်ပုကပ်ပြီးလူပန်းသူပန်းမသိဖြစ်နေတယ်။အဲနောက်တော့ဓာတ်နဲ့ခုတ်ပြီးမှအသိစိတ်ပြောင်းဝင်လာတဲ့နှင်းဖြူကဓာတ်ကိုကပ်ပြီးပခုံးကသွေးတွေစီးကျနေတဲ့သူ့ကိုကျူလို့ကြောက်လန့်တုံရင်ပြီးငေးကြည့်နေတယ်။အဲလိုငေးကြောက်နေတဲ့နှင်းဖြူကိုလမောင်ကငါးနဲ့ကင်တုတ်ဆဲဆူပြီးတော့ဒဏ်ရာမရှိတဲ့ညာလန့်နဲ့နှင်းဖြူရဲ့ဦးခေါင်းကိုအာကော်ခုတ်ပြီးသူကိုယ်တိုင်လည်းငေးကြောက်သွားပြန်တယ်။ခဏများကြာတော့ဦးခေါင်းအောက်ကွဲပြီး လဲပေါ်မှာခွေခွေလေးလဲနေတဲ့သူ့ရဲ့ချစ်သူနှင်းဖြူကိုကြည့်လို့သွေးတွေပေချန်နေတဲ့ဓာတ်နဲ့သူ့ရဲ့လက်ပင်းကိုပြန်လှည့်ပြီးလဲပေါ်မှာခွေလဲကျသွားခဲ့တယ်။ဒီချိန်ကျမှပဲအစောကမောင်းရခတ်နေတဲ့နွားနှကောင်ကဘသူမှမမောင်းမဲ့သူ့လိုလိုလဲကိုရာဘက်စီဆွဲသွားခဲ့ပါတော့တယ်။ဆရာတော်ကြီးကသူ့ရဲ့ရွာမှာဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုပြန်ပြောင်းပြောပြနေတယ်။ကားနောက်ခန်းထဲကဘိုးတော်ပေကဆရာတော်ကြီးစကားရက်သွားတာနဲ့သူသိကျင်တာတွေကိုထပ်မိလိုက်တယ်။ ဆရာတော်ဖျာကိုလာမောင်တို့ဆုံးတာလေရှေ့လူသေးပြီးခုနှစ်ရက်မြောက်တဲ့နေ့မှာပဲလားဖျာဟုတ်တယ်တကလေအခုဆိုသူတို့ဆုံးတာ၅ရက်ရှိပြီရက်လေနောက်ထပ်ဘသူတွေထက်ဆုံးအောင်မှလည်းမသိဘူးတပည့်တော်တို့နေလာတွေ့မှာပါဖျာဘိုးတော်ပင်နဲ့မမောင်ကျော်ဟာတယောက်မျက်နာတယောက်ကြည့်လိုက်မိတယ်အဲဒီနောက်မှာတော့ဘိုးတော်ပင်ဟာသူ့လွယ်အိတ်ထရဗရီကိုထုတ်လို့ကားပေါ်မှာပဲဗရီစိတ်ဖို့အဟန့်ပြက်လိမ့်တယ်ဗရီမစိတ်ကလက်အုပ်ချပြီးတော့ ကလုံးရမှာဖြစ်နေတဲ့ပြဿနာတွေကိုဖြေရှင်းပေးနိုင်ပါစေလို့တိုက်တယ်ပြီးအထိတ်ချန်လိုက်တယ်။အဲနာဗရီးစိတ်နေတဲ့ဘိုးတော်ပေးရဲ့နားထဲမှာကားဆက်တန်တွေမကြရတော့ဘူး။သူ့ရဲ့အာယုံကနှမ်းပင်တို့ကျိုးလို့ကျဲတဲ့ပေါက်နေတဲ့အုပ်ကိုအနှင်းငယ်သာရှိပြီးရေပေါ်အသစ်တွေများစွာရှိနေတဲ့တင်းညာငုတ်တစ်ခုကိုသာထင်သာမြင်သာမြင်နေရတယ်။တင်းညာရဲ့ပက်လယ်မှာလဲခတ်ထံမြေမျက်လုံးတွေရဲရဲနီနီကကိုမအမဲရအခွင့်ငွေတွေထောင်းထောင်းထနေတဲ့နာနာဘဝတွေကိုတွေ့လိုက်ရတယ်။ သူတို့ကတင်ညာကိုပဝေးခြင်းကိုချိန်ပြီးတောက်တစ်ခေါက်ခေါက်နဲ့စိတ်ဆိုးဒေါသဖြစ်နေတယ်။ဒင်မြင့်ဝင်းကိုဘိုးတော်ပြင်မြင်ရတယ်ဆိုပေမဲ့အဲ့ဒီနန္ဒာဘဝတွေကတော့သူ့ကိုမမြင်ကြအောင်ဒီအချိန်မှာပဲပိတ်ဖြူစီကျဲဝဲပုံကိုတယောက်ကတင်ညာနဲ့မှလမကမ်းမှာရှိတဲ့ညောင်မီကြီးအနီးကနေထွက်ပေါ်လာပြီးတော့ဘိုးတော်ပြင်ကိုစကားဆိုလိုက်တယ်။လူလေးဒီကိစ္စတွေဘာကြောင့်ဖြစ်သွားတယ်ဆိုတာကိုမြင်မိလား။မြင်မာတဲ့အဖိုးဘလို့တွေဖြစ်ရတာလဲ။ လောဘသားတွေကြောင့်မဟုတ်ကွယ်မြေပုံတွေကိုဂျုံနဲ့တိုက် ပတ်တံတွေကိုမီးရှို့ပြီးနှမ်းကျဲတယ်လေဒီလောကသားတွေဆိုတာအစွဲကြီးလို့ဒီဘဝရောက်နေတာမဟုတ်လားသူတို့တည်းဒီတင်းကြီးကမြို့ဆိုလည်းဟုတ်တယ်ရွာဆိုလည်းဟုတ်တယ်ပြီးတော့မြေပုံတို့အုပ်စုတို့ဆိုတာသူတို့တည်းအိုးအိမ်တွေပေါ့အဲ့ဒါတွေဖျက်ဆီးခတ်လိုက်ရတော့သူတို့တွေတောင်းကျမ်းတော့တာပဲအရင်ရှိခဲ့ဘူးတဲ့မြေပုံမပြည့်မချင်းခဏရဲ့ပြည့်ရတဲ့လူတွေတိမ်နေအောင်ပါ မြေပုံပြဖို့ဘလောက်လိုသေးလဲအဖိုးအင်းနောက်ထပ်လူတရာလောက်တော့လိုသေးတယ်လို့လေဟာအဲ့အဲ့တော့ဆိုလူတွေထက်တယ်ဦးမလားအဖိုးဒီတိုင်းထားရင်တော့တေကြမှာပဲသူတို့တွေရောမြေပုံတွေပြက်လို့မှတ်တမ်းတွေစိုက်ပြီးပြီးကပီးထိုးပြရမယ်ပြီးတော့တစ်ပင်တွေလည်းပြန်စိုက်ပြီးရလိမ့်မယ်အဲ့ရော်တွေလှုပ်ပေးနိုင်ပါတယ်ကပီးကဘယ်သူနံပါတ်တွေထိုးပြရမှာလဲအဖိုးလူလေးလှုပ်ပေးမယ်ဆိုရင်တော့ အဖိုးသူတို့ကိုပြောပြီးတော့နာမည်တွေအသက်တွေမေးထားပါမယ်။ပြီးရွာသားတွေကိုအိမ်မက်ပေးမယ်။လူလေးတို့ကဖတ်သားပြီးတော့ကပီးတွေကိုထိုးပေးပြီးတော့ဟုတ်ဟုတ်ကဲ့ပါအဖိုး။အဖြူရဝစ်စဝဲပုတ်ကွာဘိုးတော်ပြောမှားကြပြီးသူ့ရဲ့ညောင်မင်းစီကိုပြောင်းဝဲသွားခဲ့တယ်။ဒီအချိန်မှာတော့ဗရီးစိတ်တာလည်းပြင်းမြောက်သွားသလိုဂျေကာလေးကလည်းရက်တံသွားခဲ့တယ်။ဒီကားလေးဗရီးစိတ်တာပြေးပြီလား။ဖုန်ကြီးတို့လည်းကားကိုဒီရွာမှာထားခဲ့ရမယ်။ကလုံးရော်တော့ခြေချင်းလျှောက်သွားရမယ်။ တင်ပါဗျာတပည့်တော်လည်းအဖြစ်ရပါပြီဗျာဟင်ဖုန်ကြီးတို့ရွာအတွက်လားတင်ပါဗျာဘာရင်းပြလုံးဝမလဲတကတိတ်တော့မခက်ပါဘူးဗျာမြေပုံတွေပြန်လုပ်ပေးရမယ်တဲ့ပြီးတော့ကပြူတွေလည်းပြန်ထိုးပေးရမယ်တဲ့ဗျာအဲ့ဒါဆိုရင်တော့တို့များမြန်မြန်ကြွကြတာပေါ့ဆရာတော်ကြီးဟာကားပေါ်ကဆင်းထားတဲ့ချက်ချင်းကလုံးရွာကိုကြွလိုက်တယ်ဒီအတွက်ဘိုးတော်ပြီးတော့လဲဆရာတော်အနောက်ကနေခက်မြန်မြန်လေးလိုက်ပါလာခဲ့တယ် ကလုံးရလေးမှာရှိတဲ့လှမောင်ရဲ့အိမ်မှာအိရှိလှမောင်မရှိတော့ဘူးအိရှိမှာကနေပြင်းလေးထိုးထားပြီးတော့ငားရဲနဲ့ဆွတ်တုတ်ကြမှာဖြစ်ပါတယ်ဒါကြောင့်ဆွတ်တုတ်အတွက်ချက်ပြုတ်နေကြတယ်ချက်ပြုတ်နေကြတဲ့သူတွေကလည်းလှမောင်ရဲ့တပည့်တွေဖြစ်ပြီးတော့ရွာသားတွေမပဝင်ဘူးရွာသားတွေကလှမောင်ဟာရွာရဲ့ဖြစ်ပျက်နေတဲ့ပြဿနာကိုစတင်ခဲ့တဲ့သူလို့မှတ်ယူပြီးနိုင်ရုံမလောက်ဘူးစေမျိုးသားချင်းဖြစ်တဲ့ရွာလူကြီးနဲ့ရဲမေရဲဖတွေသာလာကြတယ်လှမောင်ရဲ့တပည့်တွေကလည်း ဘသူလာလာမလာလာအပြစ်မယူကြသူတို့ရဲ့လုံရက်တွေကအင်မတန်ဆိုးရတယ်မဟုတ်လားဒီချိန်အိမ်ဝိုင်းထဲကိုဆရာတော်ကြီးတစ်ပါးနဲ့ယောဂေဝေလူငယ်နှစ်ယောက်တို့ဝင်လာခဲ့ကြတယ်ရာလူကြီးကဆရာတော်ကြီးကိုမြင်တာနဲ့ထိုင်ပြီးဥချကတော့လိုက်တယ်ပုပ်ပါယုံဆရာတော်ဖျားပါလားကြပါဖျားအဲ့ဒီလိုလဲထိုင်ကြပါတကားကြီးရွာသားတွေကိုဒီမှာစုခိုင်းဖုန်ကြီးကစုခိုင်းတယ်လို့ပြောမလာဘူးလို့ဆိုတဲ့သူတွေဖုန်ကြီးနဲ့တွေ့မယ်လို့ပါပြောလိုက် တင်တင်မဖျားရာဟုเจ้าမှာចောင်းနိုင်ခဲ့ဘူးတဲ့ပုပ်ပါရောဆရာတော်ဟာစိတ်ထားကောင်းပြီးအယုတ်လက်မရွေးတာကြောင့်ရွာသားတွေကလေးစားရိုသေကြောက်ရွံ့ကြတယ်ဘုန်းကြီးတွေပညာရေးစားခဲ့တဲ့ဆရာတော်မို့ရွာအသက်ကြီးတဲ့သူတွေနဲ့လူရွယ်တွေကဆရာတော်ရဲ့တပည့်တွေပဲဖြစ်ကြပါတယ်ယခုလေဆရာတော်ရဲ့အမင်းကိုဘသူမှမလွန်ဆန့်ရဲကြပဲတဖွဲ့ဖွဲ့နဲ့ရောက်ရှိလာခဲ့တယ်။ညမကြတဲ့အချိန်မှာတော့ကနေပြင်းထဲမှာလူအများပြည့်သွားကြသလိုကနေပြင်းအပြင်အိမ်ဝိုင်းထဲမှာလည်း လူအများထိုင်နေကြတယ်။လူစုံနာနဲ့ဆရာတော်ကထိုင်နေရကနဲ့မတည့်ရက်ပြီးတော့ရာသူရသားတွေသူတော်ကောင်းတရားတွေနဲ့ပြည့်စုံနေကြပါလား။တေတဲ့သူကတေသွားပြီပဲ။အမျိုးအကာသားတွေနဲ့ကောင်းမှုပြုမှောက်တော်မှလောအားတာနာမပြုကြအောင်ဆို။အခုကျင့်ခဲ့တဲ့သူတွေကမင်းတို့ဒုက္ခပေးနေသေးလို့လား။မပေးပါဘူးဖျား။လာမောင်နဲ့သူတပည့်တွေလုံးလို့တာအခုလိုဖြစ်ကုန်တာပါဗျာဟုတ်ပြီ လမောင်လည်းဆုံးပြီလေကျင်တဲ့သူ့တပည့်တွေလည်းပူဆွေးနေရတယ်ကောင်းမှုလုပ်တဲ့အချိန်လေးမှာတော့ဝိုင်းကူမပေးနိုင်ဘူးလားတပည့်တော်တို့မှားသွားပါတယ်ဖေကဲကဲရွာကိုကဲတင်မို့အထက်လန်းဆရာခေါ်လာတယ်မင်းတို့တွေသူပြောတဲ့အတိုင်းတိတိကျကျလိုက်လို့ကြားလာတေမဖေရဆရာတော်ကြီးကရွာသားတွေကိုမိတ်ကြပေးဘိုးတော်ပေးအိုလိုအပ်တာတွေပြောဆိုဖို့မင်းလိုက်လိမ့်တယ်ဒီကဘိုးတော်ပေးကဆရာတော်ကိုလက်အုပ်ချပြီးနောက် ရွာသားတွေကိုစကားဆိုလေတယ်။ရွာသူရွာသားတွေခမည်းတော်မကြခဲ့ဒီဘေးစိုးကြီးကနေလွတ်တော့မှာပါ။ဘယ်တော့ငါလည်းကြမလဲဆိုတဲ့အတွေးနဲ့အသက်ရှင်နေစရာမလိုတော့ဘူး။ဒါပေမဲ့ခမည်းတော်လှုပ်ဆောင်ရမယ့်လုပ်ငန်းဆောင်တာလေးတွေတော့ရှိတယ်။ပြောပါခမည်း။တခြားတော့မဟုတ်ဘူး။ဒီညခမည်းတော်ကိုအိမ်မက်ပေးပြီးသူတို့နာမည်နဲ့အသက်တွေကိုလာပြောလိုက်မယ်။အဲ့ဒါတွေကိုတေချာမှတ်ထားကြ။အဲ့ရဘေးမှာကြောက်တဲ့မုန်းရှိကြောက်တဲ့မုန်း စာအုပ်ရှိစာအုပ်ထားပြီးအိမ်မက်မှတ်တိုင်နဲ့မှတ်ထားကြပါမနေ့ရောက်တာနဲ့ရွာလူကြီးအိမ်မှာလာပြောပြပြီးတော့တအိမ်တယောက်လောအားပေးလာပေးကြဖို့ပဲဘိုးတော်ပြရဲ့စကားကိုရွာသားတွေကသိပြီးယုံကြည်ဖို့မရဒါပေမဲ့ဆရာတော်ကြီးကဘိုးတော်ပြပြောလာတဲ့စကားကိုတေးချာနားထောင်ဖို့မဲ့နေတာကြောင့်ဘိုးတော်ပြရဲ့စကားကိုလိုက်နာမယ်လို့ပဲတွေးလိုက်တယ်ကလုံးရွာလေးရဲ့ရွာလူကြီးရဲ့အေးစီကိုသွားတဲ့လမ်းမှာတော့လူတွေတယောက်ပြီးတယောက်တဖွဲ့ဖွဲ့နဲ့ရောက်လာခဲ့ကြတယ် အလုံးပေါင်း100ကျော်လောက်ရှိမယ်။ဒါလူကြီးရဲ့အိမ်ထဲမှာဘိုးတော်ပေးရမောင်မောင်ကျော်စောက်တအုပ်ခဲတဲ့တချောင်းနဲ့ရွာသားတွေပြောလာတာကိုလိုက်ပြီးမှတ်သားဖို့အတွက်အသည့်ပြေခိုင်းနေတာကိုလည်းတွေ့ရတယ်။ရွာသားတွေကကြောက်တဲ့မုန်းနဲ့စောက်တွေကိုကမ်းပြီးညအချိန်သူတို့အိမ်မက်ပေးပြောကြလာတဲ့လူရဲ့နာမည်နဲ့အသက်တွေကိုစရင်ပေးသွင်းကြလေတယ်။ညကတကယ်ပဲအိမ်မက်လာပေးတယ်ဗျ။အိမ်မက်သာပြောတာတကယ်အပြစ်မှလူပဲဗျ။ ကျုပ်လည်းအသေးဆောင်ထားတဲ့ကျုပ်တင်မုံမှမှတ်သားလိုက်တယ်။အထန်လန်းစရာတော်တော်ဆွမ်းတာပဲ။ကျုပ်တို့ရွာလေးတော့ဒီဘေးဆိုးကနေမကြခင်လွတ်တော့မယ်ဆိုတာသိကြတယ်။ရွာသားတွေဟာသူတို့အိမ်မက်ပေးလာတဲ့လူရဲ့နာမည်နဲ့အသက်စီးနေအောင်မမကျော်စီကိုပေးနေကြတယ်။အဲနောက်မှာတော့ဘိုးတော်ပြရရွာလူကြီးနဲ့ညှဉ်းနှိုင်းပြီးမှတ်တိုင်လုပ်ဖို့အတွက်ပြည်မျိုးတွေကိုရှောက်ဖွေထားသလိုလက်သမားဆရာတွေကိုလည်းခေါ်ထားကြတယ်။ဆရာတော်ကြီးကရာဟုเจ้าကနေစုတ်တန်တဲ့တင်မောဆေးတွေကိုယူလာပြီးတော့ ရာလူကြီးရဲ့အိမ်ကိုကြွချလာတယ်။ဒီလိုနဲ့မှတ်တမ်းတွေကိုပြုတ်လောက်ကြပြီးနံပါတ်နဲ့အသက်တွေရေးထိုးထားကြတယ်။အဲဒီနောက်မှာတော့မှတ်တမ်းတွေကိုတင်းကြိုင်းစီယူသွားပြီးမှတ်တမ်းနဲ့ညီများတဲ့မြေပုံတွေကိုဖော်လိုက်ကြလေတယ်။များပြားတဲ့မြေပုံတွေဖော်လိုက်ခြင်းကြောင့်ကျိုးတို့ကျဲတဲ့နှမ်းမြူတွေပျောက်ကွယ်လို့သွားခဲ့တယ်။အဲဒီမြေပုံတွေမှာတက်ဆိုင်ရမှတ်တမ်းတွေစိုက်ပြီးတော့အနည်းနောက်မှာရှိတဲ့တစ်ပင်တွေကိုမြေလုံးမကြွအောင်တူးဖော်လို့မြေပုံတွေကြားစိုက်ပျိုးပေးလိုက်တယ်။ လုပ်ငန်းဆောင်သားတွေပြီးစီးသွားတဲ့အခါတင်းညာငုံကအမှန်တကယ်ကိုတင်းညိုင်းနဲ့ပြန်တူသွားခဲ့ပြီအဲဒီနောက်မှာတော့ဘိုးတော်ပင်နဲ့ရွာသားတွေကကလွန်းရွာကိုပြန်လာခဲ့ကြတယ်လမောင်တို့ဇုံနဲ့တေဆုံးပြီးခုနှစ်ရက်မြောက်တဲ့နေ့ကိုရောက်လာခဲ့လိမ့်ပြီရွာသူရွာသားတွေဟာဘသူတင်မလဲဆိုပြီးအိမ်ထဲကနေနားဆင်နေကြတယ်မနနာလို့ခေါ်တဲ့တေချင်းနဲ့ကလွန်းရွာကိုတရိပ်ပေးပြီးနာနာဘဝတွေရဲ့လူအေဆန္ဒတွေကိုဖြည့်ဆည်းပေးပြီးတိတအောင် အဖြစ်ဆိုးတွေကိုလက်တွေ့ကြကြကြုံတွေ့ထားရတဲ့ရွာသားတွေကဘိုးတော်ပြေကိုအပြေဝမယုံကြည်ရဲကြတယ်။ရွာလူကြီးရဲ့အိမ်မှာလည်းဆရာတော်ရောက်ရှိနေပြီးတခြားသောရွာသားတွေနဲ့အတူတူဘိုးတော်ပြေနဲ့မမောင်ကျောတို့လည်းရှိနေကြတယ်။အချိန်ကတဖြည်းဖြည်းနှောင်းလာခဲ့ပြီးရွာထဲမှာတော့တိတ်ဆိတ်နေတယ်။ရွာမှာဘေးဆိုးကြောက်နေသေးတဲ့ဆွေယနေ့လူသိဆုံးမှာယခုအချိန်ထိတော့ဘာတရင်ဆုံးမှ မကြားရသေးဘူး။သူတို့ဆောင်းရင်ဆောင်းရင်နဲ့မိုးချုပ်လာခဲ့တယ်။ ရံမကူသေးတာကြောင့်စိတ်ချလက်ချဘသူမှမပြော်ရဲကြအောင်ဆရာတို့ကလည်းကျောင်းစီကိုပြန်မကြွပဲရာလူကြီးရဲ့အိမ်မှာပဲအချင်းတွေကိုစောင့်ကြည့်နေတယ်တကားလေးဖုန်ကြီးတို့ရွာဘေးကင်းမထင်နဲ့တပည့်တော်လည်းညှို့ချချက်တာလှုပ်ထားတာဗျာတပည့်တော်ညှို့ချတဲ့ပုဂ္ဂိုလ်ကတော့အသေးချောင်ညှို့ချတာပါဗျာအခုချိန်ထိဘာအတမ်းမှမကြားရသေးဘူးဆိုရင်တော့အတော့အချင်းတွေကောင်းနေပါပြီတင်မဗျာ ဒကာလေးတို့ကဒီကိစ္စပေးဘယ်သွားကြမှာလဲတပည့်တော်တို့နှစ်ယောက်ကတော့ချေဦးတက်ရပေါ့ဗျာကောင်းပါတယ်လော်ကီကောင်းကျိုးပြုတဲ့ဒကာလေးတို့လို လူတွေရှိတာခနဲ့ရဲ့သားသမီးတွေအတွက်အကျိုးများပါပေတယ်တင်ပါဗျာဘိုးတော်ပေတို့ရွာလူကြီးရဲ့အိမ်မှာစကားဆိုရင်ညသကောင်ကြော်လာခဲ့လိမ့်မယ်မမောင်ကျော်နဲ့ရွာလူကြီးကတော့တန်လျာမှာငိုင်မြင့်နေကြတယ်အဲလိုနဲ့ညနေအာယုံမိုးတောက်ရောက်တဲ့တိုင်လူသေးဆုံးမှုမရှိတာကိုသိတာနဲ့ ရွာသားတွေဟာသူတို့ရဲ့အိမ်မှာကျဲခလောက်တည်းနွားချူလုံးတွေကိုလှုပ်ရမ်းလှပြီးအောင်မီအောင်ကြီးဆိုပြီးကျဲလောင်စွာအော်ဟစ်ကြပြီးနောက်ရွာလူကြီးရဲ့အိမ်ကိုရောက်လာခဲ့ပါတယ်။ပြီးတော့ဆရာတော်နဲ့ဘိုးတော်ပေတို့ကိုရှစ်ခုဥချလိုက်တယ်။ဆရာတော်ကလည်းရွာသားတွေကိုစုံမဩဝါဒပေးပြီးနောက်ဘိုးတော်ပေနဲ့မမကျော်တို့ကို ခေါ်ပြီးရွာဦးเจ้าစီကိုအနားယူဖို့ပြန်သွားလိုက်တယ်။အဲ့ဒီလိုနဲ့ကလုံးရွာလေးမှာကြာရောက်နေတဲ့တင်းညာကမရဏနဲ့တရိပ်ပီချင်းတွေလည်းအဆုံးသတ်သွားပါတော့တယ်။ ပရိသတ်များရှင့်ဘိုးတော်ပင်နဲ့မရဏသတိဇလန်းလေးရတော့ဒီလောက်ပါပဲနော်။နားစင်အားပေးခဲ့ကြတဲ့ပရိသတ်တွေတူကြီးစီကိုကျေးဇူးထူးပဲတည်ရှိသလို။စာရေးဆရာမောင်တင်ဆန်းကိုလည်းကျေးဇူးထူးပဲတည်ရှိပါရဲ့ရှင့်။ဒီဇလန်းလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူးမိပဲဖြစ်ပါတယ်။ပရိသတ်များအားလုံးပဲကံကောင်းခြင်းပျော်ရွှင်ခြင်းကျမ်းမာခြင်းတွေကို အစင်သာဝရပိုင်ဆိုင်နိုင်ကြပါစေရှင်။